အားလုံးပဲမင်္ဂလာပါဘာသာရေးနဲ့ပတ်သက်ပြီးတော့မှားနေတာလေးတခုလောက်ဦးစင်းအချင်းချုပ်ပြောပြခြင်းလို့ပါနော်စီဒီရဲ့ထီတော်ပေါ်ကိုငွေတက်တာနဲ့ပတ်သက်ပြီးတချို့ကမြန်မာနိုင်ငံအတိတ်နမိတ်မကောင်းဘူးတချို့ကြတော့လည်းပဲဦးစင်းကိုအဲ့ဒီပုံလာပြပြီးမြန်မာနိုင်ငံအတိတ်နမိတ်မကောင်းဘူးဆိုတာဟုတ်ပါသလားစသည်ဖြင့်လာမေးကြတာတွေရှိပါတယ်လုံးဝမဆိုင်ပါဘူးနော်ဖျားပေါ်မွေတက်လို့အတိတ်နမိတ်မကောင်းဘူးဖြစ်ရမယ်ဆိုရင်ပလိမျိုးမှာမွေဖျားဆိုပြီးတော့ ငွေတွေကိုဖရားရဲ့ခေါင်းတော်ပေါ်မှာရောပခုံးတော်ပေါ်မှာရောလက်တော်ပေါ်မှာရောတင်ပြီးပူဇော်ထားတာနှစ်ပေါင်းမနေတော့ပါဘူးအဲ့ဒါကိုကြတော့ဘာမှမပြောဘဲနဲ့စီရီရဲ့ထီတော်ပေါ်မှာငွေတက်တာလေးလောက်ကိုကြည့်ပြီးမြန်မာနိုင်ငံအတိတ်နိမိတ်မကောင်းဘူးပြောဆိုနေကြတာတွေဟာမှားနေပါတယ်နော်မြန်မာနိုင်ငံအတိတ်နိမိတ်ကောင်းခြင်းမကောင်းခြင်းဆိုခြင်းကောင်းခြင်းဆိုတာတွေဟာမြန်မာနိုင်ငံမှာရှိတဲ့လူတွေပေါ်မှာပဲမူတည်ပါတယ်စီရီရဲ့ထီတော်ပေါ်ကိုငွေတက်တာနဲ့ဘာမှမဆိုင်ပါဘူးနော်အဲ့ဒါလေးပြောပြခြင်းလို့ပါပောက်ကဲရ လူအချင်းချင်းချစ်ကြိုက်တာကိုဘယ်ဖះကအပြစ်ရှိတယ်လို့ဟောထားလို့လဲအပြစ်ရှိတယ်လို့ဟောတဲ့ဖះကိုလည်းမကိုးကွယ်ကြနဲ့တဲ့ယဟန်အချင်းချင်းဖြစ်နေလို့ယူသေးစွာရှောက်ထားလိုက်ပါတယ်ဖះလူအချင်းချင်းချစ်ကြိုက်တာကိုအပြစ်ဖြစ်တယ်လို့ဖះရှင်ကမဟောပင်မဲ့ယောက်ျားယောက်ျားချင်းမိန်းမမိန်းမချင်းချစ်ကြိုက်ပြီးလိမ်ဆက်ဆန်ချင်းကာမပိုင်လင်ယောက်ျားဇနီးမယားများရှိပါလျက် တပါးသူနဲ့ဖောက်ပြန်ခြင်းစတဲ့လွဲမားသော မိစ္ဆာယာကများကိုတော့လောကဓမ္မနဲ့ဆန့်ကျင်နေတဲ့အတွက်ဖះရှင်ဟာအလွန်အမတန်မှယုံမုံတော်မူပါတယ်ဖះဒါကိုသေးသေးချာချာမလေ့လာပဲဖះသားတော်တပါးဖြစ်နေပါလေရဲ့အပြစ်ရှိတယ်လို့ဟောတဲ့ဖះကိုလည်းမကူးကွယ်ကြနဲ့လို့ပြောလိုက်တဲ့အရှင်ဖះရဲ့စကားကိုအရှင်ဖះတာဝန်ယူနိုင်ပါစေဖះကိုလိပ်ပြာကိုလုံပါစေဖះအရှင်ဖះ ရက်ပြည့်ရှိပါအကြောင်းကိုဗီဒီယိုလေးနဲ့ဖြည့်ပေးရန်တစ်တော့ညီကိုမောင်နှမများကိုသာမေတ္တာရှိထားပြီးအများသူငါသိစေခြင်းလို့ဖြည့်ပေးပါရန်တောင်းပန်လျှောက်ထားပါတယ်တဲ့ရက်ပြည့်ရှိပါဆိုတာမဖို့နိဗ္ဗာန်မရနိုင်သောအယထာနရှိပါကိုပြောတာပါအဲ့ဒီရှိပါကဘာတွေလဲဆိုရင်တစ်ပစ္ဆံတသောဖရာသာသနာမတည်ရှိသောပစ္ဆံတရ၌ဖြစ်ရခြင်းနှစ်အရူပိနော နန္တာရှိပြီးရုပ်မရှိသောအရူပ၄ပုံ၌ဖြစ်ရခြင်း။၃ဝိတ္တလိန်ကောပဋိတန်တေအဖြစ်ကိုအင်္ဂါချွတ်တဲ့တော်သူဖြစ်ရခြင်း။၄အတိညာသောရုပ်တာရှိပြီးနာမရှိသောအတိညာတဘုံ၌ဖြစ်ရခြင်း။၅မိဋ္ဌာဒိဋ္ဌိနိယတမိဋ္ဌာဒိဋ္ဌိဖြစ်ရခြင်း။၆ပေတောပိတ္တာဘုံ၌ဖြစ်ရခြင်း။၇တိရိစ္ဆာနောတိရိစ္ဆာန်ဘုံ၌ဖြစ်ရခြင်း။ ရှစ်မေရာရီကောငရဲဘုံ၌ဖြစ်ရခြင်းတို့ပဲဖြစ်ပါれ။ဒါဟာမဖို့နိဗ္ဗာန်မရနိုင်သောအယထာနရှစ်ပါးပဲဖြစ်ပါれ။အရှင်ဖယားဖယားတကယ်ရှိနိုင်ပါသလားဖယား။အရင်ကတော့အကျွင်းမဲ့ယုံကြည်စွာဘာသာရေးလိုက်စားသူပါဖယား။အခုကြစိတ်ထဲမှာတန်တရားတွေဝင်နေလာပါတယ်တဲ့။ဝက္ကလိမထေကိုမြတ်စွာဘုရားဟောကြားတဲ့တရားတစ်ပုဒ်ရှိပါတယ်။ဂျောခောဝက္ကလိ ဓမ္မံပတ္တိသောမံပတ္တိဂျောမံပတ္တိသောဓမ္မံပတ္တိခြေသားဝကလိတရားကိုမြင်တော်သူသည်ဖရာကိုမြင်သည်မိ၏ဖရာကိုမြင်တော်သူသည်တရားကိုမြင်သည်မိ၏တဲ့ဖရာတကယ်ရှိမရှိဆိုတာကိုသိမြင်ကြတယ်ဆိုရင်တမိုင်းကြောင်လိုက်ကြည့်နေုံဖြင့်မလုံလောက်ပါဘူးဖရာတကယ်ရှိမရှိဆိုတာကိုသိမြင်ကြတယ်ဆိုရင်တရားသိအောင်အရင်လုပ်ပါတရားသိပြီဆိုရင်ဖရာတကယ်ရှိတယ်ဆိုတာကို သိမြင်လာပါလိမ့်မယ်။ဖုံဖုံဖရာတပည့်တော်ကပြိပမှာပါဖရာပတိကိုဆိုင်ကဝယ်ပြီးပတိစိတ်ရင်ကုသိုလ်ရသလားဖရာငရေကြီးသလားဖရာဖုံဖုံဖရာရှင်းပြပေးတော်မူပါဖရာတဲ့ပတိစိတ်တယ်ဆိုတာကဘာဝနာအလုပ်ကိုလုပ်တာဖြစ်တဲ့အတွက်ကုသိုလ်ပဲရပါတယ်ငရေမကြီးပါဘူးเนาะပတိအကြောင်းနည်းနည်းပြောပါမယ်ပတိကဗုဒ္ဓဘာသာဝင်တွေရဲ့အသုံးဆောင်ထဲမှာမရှိပါဘူးเนาะ ဒါကြောင့်မြစ်ကွေ့ဆရာတော်နဲ့ကြီးသေးလေးထက်ဆရာတော်တို့၏အမေအဖေမှာ သုံးလူများထိတ်ငားမှန်နှိတ်စိတ်ရန်ပတိရှိသည်နီလို့မြစ်ကွေ့ဆရာတော်ကမေးတဲ့အခါမှာသုံးလူများထိတ်ငားမှန်နှိတ်စိတ်ရန်ပတိမရှိသည်လို့ကြီးသေးလေးထက်ဆရာတော်ကဖြေဆိုခဲ့ပါတယ်။ဒါကြောင့်ပတိဟာဗုဒ္ဓဘာသာဝင်တွေရဲ့အသုံးဆောင်ထဲမှာမရှိပါဘူးเนาะ။ဒါဆိုရင်ပတိဟာဘုသူ့ရဲ့အသုံးဆောင်ဖြစ်မလဲ။ဟိန္ဒူဘာသာဝင်တွေရဲ့အသုံးဆောင်ဖြစ်ပါတယ်။ ဟိန္ဒူဘာသာဝင်တွေဟာဂါထာမန္တန်တွေရွတ်ဖတ်တဲ့အခါမှာပဒီကိုအသုံးပြုတယ်လို့သိရပါတယ်။ပဒီဟာမြန်မာနိုင်ငံကိုဘယ်အချိန်ကစပြီးရောက်တယ်လဲဆိုရင်ပကံခေနရပတိစီသူမင်းလက်ထက်က စပြီးရောက်တယ်လို့သိရပါတယ်။အသုံးပြုရတဲ့ရည်ရွယ်ချက်ကတော့ဘာဝနာအလုပ်ကိုလုပ်တဲ့အခါမှာစိတ်ကိုတခြားသူ ပြန်လွှဲမှုမရှိအောင်စိတ်ကိုအကြောင်းအရာတစ်ခုတည်းပေါ်မှာပဲထားနိုင်အောင်လို့ပဒီကိုအသုံးပြုတာဖြစ်တယ်လို့သိရပါတယ်။ ကြာလာတဲ့အခါမှာပဒီဟာဗုဒ္ဓဘာသာဝင်တွေရဲ့အသုံးဆောင်တစ်ခုလို့ဖြစ်လာပါတယ်။ဘာဝနာအလုပ်ဆိုတာဟာစိတ်နဲ့ပွားများရတဲ့အလုပ်ဖြစ်တာကြောင့်ရုပ်ဝတ္ထုပစ္စည်းအကူအညီမလိုပါဘူးနော်။ဒါကြောင့်ဘာဝနာအလုပ်ကိုလုပ်မယ်ဆိုရင်ပဒီမရှိလဲပဲဘာဝနာအလုပ်ကိုလုပ်လို့ရတယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်။ဦးဇင်းဖယအဇာတတ်ဖခင်က ကိုကိုကိုတတ်တည်သွားတာလားအဇာတတ်တတ်လို့တည်သွားတာလားဖယဖြေပေးပါဖယတဲ့ ။ตาဖြစ်သူအစာတသက်ကထောင်တွင်းအချင်းချအစာရေစာမကြွေးပဲထားပြီးခြေဘဝဓာခွဲ၍မိခင်ပြီးတတ်တာကြောင့်သေသွားတာပါနော်။ဒီနေရာမှာအဖသက်မင်း50ကို ပြောပါမယ်။အစာတသက်မင်းသားကဖခင်ဖြစ်တဲ့ဘိမ့်ပြီးတာရမင်းကိုတတ်ပါတယ်။အစာတသက်မင်းကိုตาဖြစ်တဲ့ဥဒိယဘဒ္ဒမင်းသားကတတ်ပါတယ်။ဥဒိယဘဒ္ဒမင်းကိုตาဖြစ်တဲ့အနုရုဒ္ဓမင်းသားကတတ်ပါတယ်။အနုရုဒ္ဓမင်းကို သားဖြစ်တဲ့မုံဒမင်းသားကတတ်ပါတယ်မုံဒမင်းကိုသားဖြစ်တဲ့နာဂဒါသမင်းသားကတတ်ပါတယ်နာဂဒါသမင်းကိုတော့ပြည်သူတွေကတတ်လိုက်ပါတယ်အဲ့ဒီမှာပဲအဖတ်တတ်တဲ့မင်းငါးဆက်ပြတ်သွားပါတယ်ဒါကြောင့်ဗိမ္ဗိတာရမင်းကြီးဟာသားဖြစ်တဲ့အဇာတသက်တတ်လို့တည်တယ်ဟုမှတ်သားထားရမှာဖြစ်ပါတယ်အရှင်ဖုရားလူထွက်သိမ့်ပြီလို့တပည့်တော်ပြောခြင်းပါတယ်တဲ့မြတ်စွာဘုရားလက်ထက်တုန်းက တကုလူဓာယီဆိုတဲ့ပရပိုက်ဟာကတပ္ပမြတ်စွာဘုရားရှင်လက်ထက်မှာတငယ်ချင်းယဟန်တပါးကိုလူထွက်ဖို့ပြောဆိုခဲ့တဲ့အကုသိုလ်ကံကြောင့်အခုဂေါရမမြတ်စွာဘုရားရှင်လက်ထက်မှာယဟန်ဝိချင်လို့ဘုရားရှင်ကိုလျှောက်ထားတဲ့အခါမှာတငယ်ချင်းပရပိုက်တွေကဝိုင်းတားတဲ့အတွက်သင်္ကန်းမဝေခရပါဘူးဒါကြောင့်ကံတရားဆိုတာဟာတူသောအကျိုးကိုပေးတတ်တဲ့အတွက်စကားတခွန်းပြောတော့မယ်ဆိုရင်ပြောသင့်မပြောသင့်အရင်ဆုံးချင့်ချိန်ပါ ချင်းချင်းပြီးလို့ပြောတဲ့မှပြောပါလို့စေတနာနဲ့တတိပေးလိုက်ပါတယ်။